နော်ကျွန်တော်ဒီနေ့မျှဝေပြမှာကတော့ကော်လန်ချက်တစ်ခုပေါ့နော်အဲကော်လန်ချက်တစ်ခုကိုအလွယ်ဘယ်လိုလုပ်မလဲဆိုတာလေးလုပ်ကြည့်ရမယ်နော်ဒီမှာပုံစံလေးပြထားတယ်ပေါ့ဒီပုံစံလေးပြအောင်လုပ်ကြည့်မယ်နော်ဘယ် data ကိုအခြေခံမလဲဆိုဒီ data လေးကိုအခြေခံပြီးလုပ်ကြည့်မယ်နော်ကျွန်တော်စလုပ်ကြအောင်ရင်ကောင်းချက်ထောင်ဖို့အတွက်ကို မနေ့ကတော့ဘိုင်းချက်လုပ်တယ်ပေါ့ဒါကကော်လန်ချက်တော့ insert တောင်းမယ်ချက်ကိုတောင်းမယ်ကော်လန်ဆိုဒီကော်လန်ကိုမကြည့်ပါနော်ဒီမှာပုံစံလေးတွေမျိုးစုံရှိပါတယ်ဒီတရားကြိုက်တရားသားယူပါနော်ဒါကြောင့်ဒါမကြည့်လိုက်မယ်ကိုပြပေးလိုက်မယ်ချက်တစ်ခုထောင်ပြီးဆိုတော့ဒီအောက်မှာပုံပေါ်လာမယ်ဒီပုံမှာ data ဖြည့်ရမယ်ပေါ့ဒါလေးနည်းနည်းပြလိုက်မယ်ဒီဒီ data တွေမှာဖြည့်မှာဒီချက်လက်တွေပြောင်းမှာ အဲ့မှာအရေးကြီးတာဘာသိရမလဲဆိုတာကကျွန်တော်တို့ဒီမှာ category ကဒီမှာရှိတယ်ပေါ့ဒီမှာ category 1 2 4ဒီမှာ series ဆိုတာရှိတယ်1 2 3ပေါ့ C1 2 3ပေါ့အကယ်၍များမနည်းအောင်တော့ကျွန်တော်ပြောလာသေးတယ်ဒီ series တွေမှာကျွန်တော် short မယ်ပေါ့ကျွန်တော်ဆိုလိုချင်တာဒီမှာကပစ္စည်း3မျိုးကိုရှင်းတာမဟုတ်ဘဲ2မျိုးကိုပဲရှင်းပြမယ်ပေါ့2မျိုးကိုပဲရှင်းပြမယ်ဆိုရင်ဒီကောင်ကိုနှိပ်ဘေးလေးရွှေ့လိုက် ဒါဆိုတော့နှစ်မျိုးကိုရှင်းပြရခက်တိုင်းတစ်မျိုးတည်းကိုရှင်းပြခြင်းနဲ့ဒါတစ်ခါကိုဆက်ရွှေ့လာရင်ဒါတစ်မျိုးတည်းရှင်းပြရဖြစ်ပါမယ်နော်ပြန်ချဲ့မယ်ဆိုလို့ဒီဘက်ကနားလေးပြန်ချဲ့လို့ရတယ်ဒါဆို product အဲ့လိုကြည့်လို့ရတယ်နောက်ဒါကကျွန်တော်စီးရီပြတာ category ကိုလည်းအဲ့ပုံစံတိုင်းနဲ့ပြောင်းသွားလို့ရတယ်ဒီညာကနေပြီးတော့အပေါ်မှာထောင်းလို့ဒါဆိုတော့ category 3ခုနဲ့ category တစ်ခုကိုစီး3ခုပြတာဖြစ်တာပေါ့အဲ့ဒါအကြမ်းင်းလေးတော့သဘောပေါက်မယ်လို့ယူဆပါတယ် ဟုတ်ပြီဒီဟာကိုရပြီဆိုတော့ဒီ data ကိုဒီလိုဖြည့်ကြည့်အောင်နော်ဖြည့်ကြအောင်ဆိုတော့ဟိုကျွန်တော်ရေးထားတာကုချလိုက်မယ်ငင်ပါအောင်ဆိုတော့ဒါကို copy ပေါ့ကုချလိုက်တော့ကျွန်တော်ဒီ data ကိုကုထည့်လိုက်တာနဲ့မှာဒီမှာသူ့ရဲ့ဆိုင်ရာဆိုင်ရာပုံစံတွေလိုက်ပြောင်းသွားတယ်ကျွန်တော်ဒီမှာ first quarter လို့ပြောင်းလိုက်တာနဲ့ဒီမှာ quarter ဖြစ်သွားတော့ quarter 1 2 3 4 ဒီ product 4ခုကို product 3ခုကို quarter 4ခုမှာဘယ်လောက်စီရောင်းရရလဲဆိုတော့ဇယားပေါ့နော်တန်လို့ရတာပေါ့အဲဆိုရင်ဒီ data ကိုပြီးသွားပြီဆိုရင် data ပြလိုက်မယ်အဲဆိုဒီမှာဇယားနေဖတ်သွားတယ်ဟမ်ဟုတ်ပြီအဲ့မှာထပ်ပြီးတော့ဘာတခုရှင်ပြရစရှိလဲဆိုတော့ဒီနေရာလေးကြည့်အောင်ဒီမှာ chat title ဆိုတာပါတယ်ဒီ title ကိုကျွန်တော်တို့ကဟိုဘက်မှာထည့်ရမယ်ဟမ်ဟိုဘက်မှာထည့်မယ်ဆိုတော့ ီမှာတိုက်တယ်ဘယ်လိုဖြစ်မလဲဆိုတော့မနီရတော့တော့ကြောင့်မျှထားတယ်မှာပါပါတယ်။သူကဒီဒီဝဲနဲ့ဒီဒီဇိုင်းကိုနှိပ်လိုက်တယ်ဆိုရင်ကျွန်တော်ဒီဘက်ချက်မှာ chat element ရှိတယ်ဆိုတာပြပြလာလေ။ဒီ chat element နဲ့တော့တယ်ကျွန်တော်ကတိုက်တယ်ထည့်စင်တာကိုတိုက်တယ်ထည့်စင်တာဆိုတော့ဒီမှာတိုက်တယ်ချက်ရဲ့တိုက်တယ်မဟုတ်လို့ချက်တိုက်တယ်ပေါ့နော်။ဒါက b b version နော်အောက်မှာဘယ်လိုပုံမလဲဘယ်မှာဘယ်လိုပုံမလဲညာမှာပုံလဲအဲ့လိုလေးပြ ဒါတိုက်ချက်တိုက်တယ်ချက်တိုက်တယ်ပေါ့ကျွန်တော်လည်းနန်းလောက်တာလည်းဖြစ်တာ above ဆိုတဲ့အပေါ်မှာဖြစ်တာတော့နော်တက်လေးချက်လာတော့ဟုတ်ပြီဒီထဲမှာခုနကဇက်ကလေးကိုကျွန်တော်မင်း please လောက်လိုက်ပြီနော်ဒါဆိုရင်ဒီရှိမှာလောက်ထားတဲ့အတိုင်းဒီချက်တခုထောင်းလို့ပြီးသွားပါပြီနော်အလုံးစင်ပြေကြပါစီနောက်ထပ်ဗီဒီယိုလေးတွေလည်းအချိန်နဲ့တပြေးညီတင်ပေးနေမှာဖြစ်ပါတယ်ဒီဗီဒီယိုလေးကိုကြိုက်တယ်ဆိုရင် like and subscribe လေးလုပ်ထားပေးဖို့လည်းတောင်းဆိုပါတယ်